ရီစားနဲ့စကားများပြီးရွှေကုန်းတိုင်းတရာအစဉ်ကားလမ်းမပေါ်မှာလေးအိတ်ခဲတဲ့မြူသမီးတဲ့ဦးကားချိတ်ခံရပြီးတည်ဆုံမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းပဟန်းမြို့နယ်ကပ ాయి ဖရလန်ရွှေကုန်းတိုင်းဂုံတတာအစင်းမှာကားလမ်းမပေါ်လေချပြီးကိုကူကူတီချောင်းချန်ခဲ့တဲ့အမျိုးသမီးတယောက်ကားတကြိတ်ခံရပြီးတည်ဆုံခဲ့မှုအော်တိုဘားလာ21ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကိုမျက်မြင်ကြိုတွေ့ခဲ့ရသူတဦးကကိုရှိရင်ကို ဖြစ်သွားတာပါနှစ်ယောက်သားခရီးကပြန်လာပုံရှားတယ် ကားရက်ပြီးရန်တွေဖြစ်နေကြတာနောက်ဆုံးကောင်းလေးကကောင်းမလေးကိုသူ့အိတ်တွေနဲ့ထားခဲ့ပြီးကားမောင်းထွက်သွားတော့ကောင်းမလေးကစိတ်ထိခိုက်သွားပုံရှားတယ်။တရားအစင်းလမ်းမအလဲမှာလှေချလိုက်တဲ့အချိန်တရားပေါ်ကရှိန်နဲ့ဆင်းလာတဲ့ကားကတက်ကြိတ်သွားတာဘေးကလူတွေအော်ဟစ်ပြီးသွားဆွဲဖို့လှုပ်ကြပါသေးတယ်။ရုံစင်းချိန်ကားရီအရန်ဖြန်နေတာရောခဏလေးအတွင်းဖြစ်သွားတာရောကြောင့်မမိလိုက်ဘူးဟုဆိုကောင်ပြောပြထားတာလည်းဖြစ်ပါတယ်။ ကာတချိတ်ခံရပြီးတည်ဆုံသွားတဲ့ကောင်မလေးကအသက်23နှစ်အရွယ်မက်လင်းပြည်အိမ်ဆိုသူဖြစ်ပြီးမင်္ဂလာတုံမျိုးနယ်ဆွေတော်အိမ်ယာမာနေထိုင်သူဖြစ်ကြောင်းမိသားစုတွေနဲ့လည်းအဆက်အသွယ်ရရှိခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ကာချိတ်ခံရတဲ့အနာမှာသူ့ရဲ့ကီးဆောင်အိတ်တွေလည်းတွေ့တယ်။ကောင်မလေးကကလောကနေပြန်ရောက်လာလာချင်းအိမ်အောင်မရောက်တော့သေးဘူးထင်နေ။ကလောကပြန်လာတဲ့အဝတ်စားနဲ့ပဲဆိုတော့လီသူ့အကောင့်မှာလည်းတင်ထားတယ်။ကြီးစားအတွက်နဲ့များကို့အသက်ကိုစတိရရတယ်လို့အတွေးတွေမှာသွားတာနေမှာပေါ့ အခုမှအတန်းငယ်ငယ်လေးကိုမိဘတွေတော့ရင်ကျိုးရပါပြီ။ကလေးမလေးကဖြူဖြူချောချောလေးကားကတက်ကြိတ်တာပေါင်ယိုးဖြတ်ကျိုးတဲ့တီးရတယ်ဟုဆိုကဖြစ်စဉ်ကိုသိရှိသူတဦးကပြောပြထားပါတယ်။မလင်းပြည့်အိမ်ရဲ့ရှိုးလောင်းကိုတော့ရငုံစည်းရုံကြီးကိုပို့ဆောင်ထားကြောင်းကားကတော့လူကိုဝင်တိုက်ပြီးမောင်းပြေးသွားတာကြောင့်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ် ရှင်တိုင်းမှုဖြစ်ပေါ်တဲ့နေရာမှာမလင်းပြည်အိမ်ရဲ့ luggage လေးပါလာခဲ့ပြီးမှတ်ပုံတင်ကိုလည်းတွေ့ရသလိုအိတ်တလုံးနဲ့အဝတ်စားကောင်းစားတွေကိုလည်းတွေ့ရပေမယ့်သူမရဲ့ဖုန်းကိုတော့မတွေ့ရှိခဲ့ရဘူးလို့ကိုကြီးသူတွေကပြောပြထားကြပါသေးတယ်။ ူမရဲ့ Facebook အကောင့်မှာဆိုရင်လေလွန်ခဲ့တဲ့10နာရီကျော်လောက်ကလက်ရှိမတော်တဆဖြစ်တဲ့အင်ကြီးနဲ့ပဲနောက်ဆုံး post တင်ခဲ့တာတွေ့ရပြီးပုံဝေရကလောမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်သူမနဲ့ရင်းနှီးသူတွေကတော့ကလောသွားတဲ့လူပဲတည်ထားခဲ့ကအခုညမှာဖြစ်သွားခဲ့တဲ့ကိစ္စကအဖြစ်မှန်မဟုတ်ပါစေနဲ့လို့ဆူတောင်းနေကြတာလည်းဖြစ်ပါတယ်